ရဲ့လေးစင်တရင်ရဲ့စီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ဒီမှာကတော့မြန်မာဘိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရင်ရဲ့အကြောင်းအရာတွေကတော့ကောင်းဝအိတ်စောသက်ဆင်ထားသည့်ရှင်များအားအေးမြီဆိုတဲ့တွင်ဂျပန်တောင်ကိုရီးယားနှင့်မကာအိုမှကမ္ဘာနယ်ခရီးသည်များကိုစိုက်ရောက်ဗီဇာတစ်နှစ်တန်းတိုးခွင့်ပြုဆိုတဲ့တွင် ှစ်ပေါင်း30ကျော်ကြာလောက်ကင်ခြင်းမရှိသည့်စိုက်ပျိုးမြေကွက်များကိုပြန်သိမ်းပြီဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့တောင်တယုံပင်လယ်၌တရုတ်ရှိသက်စီရေးလေးကျင့်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ဘဝအိမ်စောသက်ဆင်ထားသည့်ရှင်များအားအေးအေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့၌ပေါဝါအိမ်စောတက်ဆင်ထားတဲ့အိမ်စည်းကားပြိုင်ကားမော်တော်ဆိုင်ကယ်တွေကိုလာမယ့်ဒီဇင်ဘာလကစတင်ပြီးပြင်ထန်စွာအရေးယူအပ်ပြပေးသွားမယ်လို့ရောင်းတိုင်းဒေသကြီးရှင်အန်နရဲ့လမ်းအန်နရဲ့ကင်းရှင်ရေးကောင်စီကအတည်ပြုထားပါတယ်2025ခုနှစ်ဇွန်လကနေနိုဝင်ဘာလလလရက်ထိဘောင်းဝါအိမ်စောတက်စင်ထားတဲ့ပြိုင်ကား9စီးလူစီးရှင်80စီးမော်တော်ဆိုင်ကယ်2စီးစုစုပေါင်း80စီးကိုဖမ်းဆီးတမ်းရိုက် ်လိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်တာကြောင့်ဒါမဲ့ဒီစင်ဘာလကစတင်ပြီးဖန်စီရှာမိတဲ့ပါဝါအိတ်စောသက်စင်မော်တော်ရှင်တွေကိုဥပရိယတိုင်းထောင်ထံငွေထံချမှတ်ပြီးပြင်ထန်စွာ အရေးယူအပ်ပေးသွားမယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့တွင် အများပြည်သူသွားလာတဲ့လမ်းများပေါ်မှာပေါဝါအိတ်စောတပ်ဆင်ထားတဲ့အိမ်စည်းကပြန်ကားနဲ့မော်တော်ဆိုင်ကယ်တွေမောင်းနှင်သွားလာနေကြောင်းစစ်ဆေးတွေ့ရှိပါကတိစဲဥပရေအရကျူးလွန်သူကိုတလားထံမပိုးတဲ့ထောင်ထံဖြစ်စေစက်သိန်းထံမပိုးတဲ့ငွေထံဖြစ်စေအသက်နှစ်ရက်လုံးကိုဖြစ်စေချမှတ်မဲ့လို့သိရပါတယ်။ ်ဒါအပြင်နောက်တစ်ချိန်ထပ်မံကျူးလွန်ပါကအတီသူကို၃လထံမပိုးထဲထောင်ထံဖြစ်စေကျက်၃သိန်းထံမပိုးထဲငွေထံဖြစ်စေဒါနဲ့ရလုံးဖြစ်စေပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါထဲလို့ဆိုပါထဲ ဘောင်းဝါအိမ်စောရောင်းချထည့်ဆိုင်တွေဘောင်းဝါအိမ်စောတက်ဆင်ပေးထည့်ဝက်ရှော့တွေကိုတက်ဆိုင်ရဌာနတွေရဲ့ဥပဒေအရပြင်ထန်စွာ ရေးယူခံရမှာဖြစ်တဲ့လို့ရောင်းတိုင်းဒေသကြီးရှင်အန်နရဲ့လမ်းအန်နရဲ့ကင်းရှင်းရေးကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဂျပန်တောင်ကိုရီးယားနှင့်မကောအိုမှကမ္ဘာလှည့်ခရီးသည်များကိုဆက်ရောက်ဗီဇာတစ်နှစ်တစ်သန်းသို့ခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်တောင်ကိုရီးယားနဲ့မကောင်အိုမှကမ္ဘာလှည့်ခရီးသည်များကိုစိုက်ရောက်ဗီဇာတစ်နှစ်တန်းတိုးခွင့်ပြုလိုက်တယ်လို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်မြန်မာနိုင်ငံအတွင်းသို့ဒေချောင်းခရီးနဲ့ဝင်ရောက်လာမဲ့ဂျပန်ကိုရီးယားသမ္မတနိုင်ငံနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့မကောင်အိုအထူးအုပ်ချုပ်ရေးဒေသမှနိုင်ငံကူးလက်မှတ်ကိုင်းဆောင်သူကမ္ဘာလှည့်ခရီးသည်များအတွက်စိုက်ရောက်ဗီဇာကိုစမ်းသပ်ကာလတစ်နှစ်ပထမအကြိမ်ထပ်မံတန်းတိုးခွင့်ပြုပေးထားတယ်လို့ဆိုပါ ထိအဆိုပါခွင့်ပြုပေးမှုကို2024ခုနှစ်အောက်တိုဘာလ23ရက်ကနေ2025ခုနှစ်အောက်တိုဘာလ20ရက်အထိစတင်ပြီးစံသက်ကာလတစ်နှစ်ခွင့်ပြုပေးခဲ့တာဖြစ်ပါထည်အခုအခါမှာထုံး2025ခုနှစ်အောက်တိုဘာလ23ရက်ကနေ2026ခုနှစ်အောက်တိုဘာလ20ရက်အထိပထမအကြိမ်ထပ်မံတက်တန်းတိုးပေးခဲ့တယ်လို့သိရပါထည် ဒူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ဆိုက်ရောက်ဗီဇာစီးမြင်များအရကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာနဲ့ဝင်ရောက်ပါကရပ်ပေါင်း30နေထိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ဗီဇာသက်တမ်းတိုးခွင့်မရှိကြောင်းနဲ့ဟိုတယ်တွေမှာသာအတဲခွင့်နေထိုင်ခွင့်ရှိပြီးလုပ်ငန်းလုပ်ကိုင်ခွင့်မရှိဘူးလို့လည်းသိရပါတယ်ရှင်ဆလပီနှစ်ပေါင်း30ကျော်ကြာလုပ်ကိုင်ခြင်းမရှိသည့်စိုက်ပျိုးမြေကွက်များကိုပြန်သိမ်းညီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နှစ်ပေါင်း30ကျော်ကြာလုံခြုံခြင်းမရှိတဲ့တီဟိုတရက်စိုက်ပျိုးရေးဆောင်ကစိုက်ပျိုးမြေကွက်တွေကို ပြန်လည်သိမ်းယူသွားမယ်လို့သိရပါတယ်။ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပြည်မျိုးနယ်ပေါ်စာချေးရွာအုပ်စုနဲ့ပုံရှိချေးရွာအုပ်စုတို့ကမြေဧရိယာ3089ခွန်းတရက်မှ6တေအေကားကိုမြေလို့မြေလက်နဲ့မြေရိုင်းများလုံပိုင်ခွင်းနှင့်အသုံးပြုခွင့်အားစိုက်ပျိုးလုံခြုံလို့သူတောင်းသူများတို့တီဟိုတရက်စိုက်ပျိုးရန်1992ခုနှစ်ဩဂတ်စ်လ28ရက်မှစတ တင်ပြီးလောက်ကွမ်းများချထားပေးခဲ့တာဖြစ်ပြီးလက်ရှိအခြေရန်ထိလောက်ကင်ချင်းမရှိတဲ့မြေတွေကိုပြန်သိမ်းမှဖြစ်တဲ့လို့ဘကိုးတိုင်းဒေသကြီးရဲ့အစိုးရအဖွဲ့ဘကိုးမြို့မှထုတ်ပြန်ထားပါတယ်။ ဒီလိုချထားပေးခဲ့တဲ့လောက်ကွက်များအနက်2025ခုနှစ်အောက်တိုဘာလ31ရက်နေ့အထိအကောင့်ထဲပေါ်လောက်ကိုင်းဆောင်ရွက်ခြင်းမရှိတဲ့လောက်ကွက်များကို ပြန်လည်သိမ်းယူသွားမှာဖြစ်တဲ့အပြင်ယနေ့အချိန်အထိအကောင့်ထဲပေါ်လောက်ကိုင်းဆောင်ရွက်ခြင်းမရှိတဲ့လောက်ကွက်များကိုမြေလို့မြေလက်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေ2018ခုနှစ်ပုံမှန်22ပုံမှန်ခွဲခ ပုံမှန်ခွဲငယ်တင်းနဲ့နှစ်ထိုးအရာသိမ်းယူပြီးဖြစ်ကြောင်းနဲ့မြေတည်အတနာခန်းဆော ာကိုမျှထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၎င်းမြေပေါ်ရှိလုံပိုင်းခွင်းနှင့်အသုံးပြုခွင့်အရရတို့အားလည်းပဲ့ဖြတ်သွားမယ်လို့သိရပါထဲရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့တုံတယုံပင်လဲ၌တယုံရှိတဲ့စည်ရီလေးကျင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ရေးတပ်ကတောင်တရုတ်ပင်လယ်မှာကြီးရစစ်များဖြင့်အမျိုးမျိုးသောတိုက်ခိုက်ရေးပစ်ခတ်လေ့ကျင့်မှုများရပ်အတော်ကြောင့်ပြုလုပ်နေပါသည်။ PNA မှာဖြစ်သိမ်းရေးသိမ်းမောဟောင်းဟုပဲထိန်ထုံးကြီးစစ်သိမ်းမောဟန်ရန်နဲ့ရေးသက်လေးချောင်းအင်အားစုတွေဟာမိညာစစ်စင်ရေးတွေကို အချိန်နဲ့တပြေးညီဆောင်ရွက်ခဲ့ကြပါတယ်။နနက်ခင်းရစောပိုင်းမှာ လေးချင်ရေးစတင်ခါဟောင်းဟုကတတ်မှတ်ထားတဲ့နေရာသို့ရောက်လာပြီးရေပေါ်မိုင်းအနေရဲ့ကိုရင်ဆိုင်ရပါတယ်။တင်မောကချက်ချင်းလမ်းကြောင်းပြောင်းပြီးတိုက်ခိုက်ရေးနေရာဖြစ်သူထိမ့်ချုပ်လုဆောင်သွားပါတယ်။ ကိုကဲရှိမှအမိတ်ချမှတ်ပြီးနောက်တင်မောရှိနယ်နောက်မှတနတ်များဖြင့်မိုင်းတွေကိုဖျက်ဆီးပစ်နိုင်ခဲ့ပါသည်။ဒီနောက်ဟန်ရန်စစ်တင်မောကိုပစ္စည်းရိတ်ခါပြန်လည်ထောက်ပံ့ဖို့အမိတ်ရရှိခဲ့ကအမြန်နှုံးဖြည့်သွားရောက်ခဲ့ပြီးဟန်ရန်စစ်တင်မောအတွက်အရှိနယ်ကုန်းချောင်းပစ္စည်းများပြန်လည်ဖြည့်သိမ်းပေးခဲ့ပါသည်။ ဒါအပြင်တင်မောပေါ်မှာရဟတ်ရှင်ထွက်ခွာဆင့်သက်ခြင်းများပူပေါင်းရှာဖွေရေးနယ်ကဲဆယ်ရေးလုပ်ငန်းများကြည်အစ်ဖြစ်လေ့ကျင့်မှုများအကွက်ချပုံစံများဖြင့်စီရေးလေ့ကျင့်မှုအမျိုးမျိုးပြုလုပ်ခဲ့ပါသည် ပင်လယ်ပြင်စည်ရေးလေ့ကျင့်မှုကပင်လယ်ပြင်မှာအရာရှိများနဲ့သင်္ဘောများရဲ့စွမ်းရည်ကိုတိုးတက်စေရန်ဖြစ်ကြောင်းတမူးတွေရဲ့လက်တွေဆုံးဖြတ်ချက်ချနိုင်စွမ်းများတိုးတက်စေရန်နဲ့အသည့်တိုက်ခိုက်ရေးအတွက်နေရာအသည့်ချခံရသူများကိုကူညီရန်ဖြစ်ကြောင်းရှေးသက်အရာရှိ ရှဲလုံးကပြောတော်ပါထဲလို့သိရပါထဲရှင် ယခုတင်ဆက်ပေးခဲ့တာကားထုံရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရဲ့အစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့သောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကားတော့မြောင်မိုးထပ်ပါ